့ရဲ့ယုံနံကဘယ်ကစဖြစ်ပါတယ်လဲဆရာတဲ့တခြားဘာသာတွေကတော့ထာဝရဖန်ဆင်းတယ်လို့လို့ပြောနေလို့ပါဆိုပြီးမှမေးမြန်းထားပါတယ်ရှင့်ယုံနံကဘယ်ကစဖြစ်ပါတယ်လဲဆရာတဲ့တခြားဘာသာတွေကတော့ထာဝရဖန်ဆင်းတယ်လို့လို့ပြောနေလို့ပါဆိုပြီးမှမေးမြန်းထားပါတယ်ရှင့်နှစ်ပိုင်းပေါ့နော်ကျွန်တော်တို့ယုံနံနေဘယ်ကစဖြစ်တယ်လဲလို့မေးတယ်ခြားဘာသာမှာထာဝရဖြစ်တယ်လို့ပြောတယ်နှစ်ပိုင်းခွဲလိုက်ပေါ့ကျွန်တော်တို့ဟာပဲပြောမယ်နော်အရင်ကျွန်တော်တို့ရဲ့ယုံနံနေဘယ်ကစဖြစ်တယ်လဲလို့ဆိုရင် ကျွန်တော်ကအခြေအနေ၃ရက်ခွဲပြောခြင်းတယ်အကျဉ်းဆုံးပေါ့နော်ကျွန်တော်တို့အခုပြောနေတဲ့လေရုပ်နာနေဖြစ်နေတာပဲအဲ့ဒါကိုဟိုခဏပစ္စုပန်လို့ခေါ်တယ်နော်ပြီးတော့တဘောဝပစ္စုပန်လို့ပြောမယ်ပြီးရင်တန်တရာပစ္စုပန်လို့ပြောမယ်ဒါဆိုရှင်းသွားတယ်ပဲနော်ရုပ်နာနေဘယ်ရစားဖြစ်အဲ့တော့ကျွန်တော်တို့အခုခဏတိုင်းခဏတိုင်းဖြစ်နေတဲ့ရုပ်နာပေါ့ခဏပစ္စုပန်ပေါ့အဲ့ဒါဘယ်ရစားဖြစ်လဲဘာစားဖြစ်လဲလို့ဆိုရင်ရှင်းမယ်ရုပ်ဒီကံစိတ်ဥရုဟာရကြောင့်ဖြစ်တယ်နန္ဒီဒွာယနဲ့အာယုံကြောင့်ဖြစ်တယ် ယုတ်ဒီကံစိတ်ဥဒုအဟာရကြောင့်ဖြစ်တယ်ဆိုတာအခုကျွန်တော်တို့ယုံနံရှိနေတယ်နော်ဖြစ်ချင်းပြက်ချင်းတွေနဲ့ဖြစ်ပြောနေတယ်ပြောနေပြောနေရင်းနဲ့ကိုဖြစ်ပြက်နေကံစိတ်ဥဒုအဟာရဒီယုတ်ကြီးอ่ะကံကိုမယုံရင်ကံကိုဖြတ်ချလိုက်ကြည့်ကံကုန်တယ်လို့ပဲပြောပါတော့ကျွန်တော်တို့ပုံသွားလိမ့်မယ်ပုံကျသွားလိမ့်မယ်နော်ယုတ်ဆက်မဖြစ်တော့ဘူးစိတ်ကိုစိတ်ကြောက်ဖြစ်တယ်နော်ဒီယုတ်ယုတ်တရားမှာစိတ်ကြောက်ဖြစ်တယ်အေးတန်းနေရင်လည်းယုတ်ကတမျိုးလေနော်ထားပါတော့စိတ်ကြောက်ဖြစ်တယ်ဆိုတာစိတ်စိတ်တစားယုတ်ခေါ်တာပေါ့ဗျာအခုကျွန်တော်တို့ ဘာသာရေးကြောင်းနေဆွေးနွေးနေတဲ့ဆိုရင်ကျွန်တော်တို့ရုပ်ကတမျိုးဖြစ်နေမယ်။ကြီးစံမောစရာဖြစ်နေရင်တမျိုးဖြစ်နေမယ်။နော်ဒေါသထွက်စရာအာယုံနဲ့ဖြစ်ရင်ကျွန်တော်တို့မျက်နှာတမျိုးဖြစ်မယ်။ကျွန်တော်တို့မျက်နှာကိုယ့်အကူမှတ်ထားကြည့်လေ။နော်ဟိုကုသိုလ်ဖြစ်နေတဲ့ရုပ်ကတမျိုးလောဘဖြစ်နေတဲ့ရုပ်ကတမျိုးဒေါသဖြစ်နေတဲ့ရုပ်ကျွန်တော်တို့မှာမျက်နှာဖုံးနှစ်ခုမရှိဘူး။တစ်ခုတည်းနဲ့ပြောင်းနေတာ။အဲဒါစိတ်ကြောက်ဖြစ်တဲ့ရုပ်တွေပဲ။ဒါလောလောဆယ်ပြောတာပဲ။ကံကြောက်ဖြစ်မယ်၊စိတ်ကြောက်ဖြစ်မယ်၊ဥဒုကြောက်ဖြစ်မယ်။ဥဒုဆိုအပူဝေးပေါ့။ကိုယ်အဲကောများလဲဆိုရင်ကျွန်တော်တို့ရုပ်တမျိုးဖြစ်လာမယ်ကြာရင် ပူအရင်တမျိုးဖြစ်လာလိမ့်မယ်အဲရုပ်အပူအရေးပေါ့အကြမ်းပြန်ပြောပြတာပါเนาะရုပ်နောက်တစ်ခါနောက်ဆုံးတစ်ခုကပါလဲဆိုရင်အာဟာရနောက်စာလောင်တဲ့ခါမှာရုပ်တမျိုးဖြစ်မယ်ပြေဝတဲ့ခါမှာတမျိုးချင်းချင်းရုပ်သစ်တွေဖြစ်တာအခုထမင်းစားထမင်းစားပြီးခိုက်မှာပဲကပလီကာရအာဟာရဆိုရုပ်သစ်တွေဖြစ်တယ်မျက်နှာတမျိုးဖြစ်သွားတယ်ပြောင်းသွားတယ်ဒါဟိုတတိထားကြည့်ရင်သိရပါဘူးဒါပစ္စုပ္ပန်မှာဖြစ်နေတဲ့ပစ္စုပ္ပန်ခဏပစ္စုပ္ပန်မှာရုပ်တရားကံစိတ်ဥဒုအာဟာရကြောင့်ဖြစ်တယ်ဘာမှလက်သက်မချနိုင်ဘယ်သာဝရမှာမဟုတ်ဘူးအကြောင်းနေရှိ ပြီးတော့နန္ဒရာဘာကြောင့်ဖြစ်လဲအခုနန္ဒရာတွေဖြစ်နေတယ်။ဒွါယနဲ့အာယုံကြောင့်ဖြစ်တယ်။ဒွါယနဲ့အာယုံကစဉ်းစားကြည့်လေဒွါယဆိုတာအမှစကုပ္ပဇာတာဆိုတာအမြင်စိတ်တစ်ခုကြီးစကုပ္ပဇာတာဆိုတာဘာလဲဆိုရင်စကုဒွါရပဲအဲ့ဒီဒွါရကြောင့်သက္ခာယရဏစကုဝိညာဏဓာတုရဆိုပဋ္ဌာန်းမှာရှိပြီးသားနော်ဒွါရကြောင့်ဖြစ်တယ်ဒီဘက်ကပဇာတာရုပ်ပေါ့နော်စကုဒွါရအာယုံကြောင့်ဖြစ်တယ်ဒွါယနဲ့အာယုံအာယုံဆိုတာဟိုဘက်ကဘာလဲဆိုရင်ရူပါယုံပေါ့နော်ရူပါယုံကြောင့် စကုဝိညာဉ်ဆိုတဲ့မြင်စိတ်ဖြစ်တာပဲရူပါယုံမရှိရင်စကုဝိညာဉ်မဖြစ်ဘူးဆိုတော့ရူပါယတနာစကုဝိညာဏဓာတုရာဆိုတဲ့ပဋ္ဌာန်းမှလည်းရှိတယ်စက္ခာယတနာစကုဝိညာဏဓာတုရာရူပါယတနာစကုဝိညာဏဓာတုရာအဲ့ဒီနှစ်ခုကဘာကြောင့်လဲဆိုတော့ပဋိစ္စဆွဲပြီးပေါင်းလို့တန်ရုံမှာပြန်ကြည့်စက္ကုံစာပဋိစ္စရူပိစ္စဥပိစ္စတိစကုဝိညာဏစက္ကုံစာမျက်စိကြည့်ချက်ကို၎င်းရူပိစ္စရုပ်အစင်းကို၎င်းပဋိစ္စဆွဲပြီးစကုဝိညာဏမြင်သိစိတ်ဒီဥပိစ္စတိဖြစ်ပေါ်တယ်ကျွန်တော်တို့မှာပေါ်နေတာမြင်စိတ်ကြားစိတ်နံစိတ်စားစိတ်ထိစိတ်ကြံစီတွေးတော်စိတ်ဒါပဲရှိတယ်လေ အတန်ဆိုရင်ဒီရသောတာပ္ပဇာတာပေါ့သတ္တယုံပေါ့သောတင်စာပရိစ္ဆာသတ္တိစာဥပ္ပဇ္ဇတိပေါ့သောတာဝိညာဏဖြစ်တာအဲကြောင့်ပစ္စုပန်ခဏမှာဖြစ်နေတဲ့ယုံနယ်တွေကဘယ်ဟာစဖြစ်လဲဆိုရင်ယုတ်ဒီကံစိတ်ဥရုဟာရာကြောင့်ဖြစ်တယ်နန္ဒီဒွါယနဲ့အာယုံတက်ပြီးဖြစ်တယ်ဒီနှစ်ခုမှတ်လိုက်ပြီးသွားပြီနော်ကောင်းပြီအဲဒါလိုခဏတိုင်းခဏတိုင်းခဏတိုင်းကိုညားလာတဲ့အခါမှာတဘောဖြစ်လာတယ်ပဋိသင်တွေကနေသုတိတိနော်အဲဒီတဘောပစ္စုပန်ကိုကြည့်မယ် နော်ဘဝတစ်ခုပေါ့အခုကျွန်တော်တို့ပဋိသင်တွေရပြီပြီသုတိစိတ်မတိုင်ခင်ဒီကိုဘဝတစ်ခုဖြတ်သန်းနေလူဆိုလူဘဝပေါ့အဲ့ဒီဘဝပစ္စုပန်ပေါ့လက်ရှိပစ္စုပန်မသိခင်စကြမှာရုံနဲ့နေဘရားဖြစ်နေတယ်လို့ပြောအဲ့ဒါဆိုရင်တော့အဖြေကခုနဟာနဲ့မတူဘူးပဋိသင်တွေစိတ်ကစဖြစ်တယ်ကျွန်တော်တို့လူဘဝကိုရလာတယ်ရုံနဲ့နေဘရားစဖြစ်ပြီဘရားရလာတယ်ဆိုပဋိသင်တွေစိတ်မှာစဖြစ်တာပဲအဲ့ဒီပဋိသင်တွေစိတ်ကဖြစ်တဲ့ရုံနဲ့ဘရားလာတယ်ဆိုဟိုဘက်ကနောက်ဘဝရဲ့သုတိစိတ်ရဲ့ရှိရမှာရှိနေတယ်မရဏတဏ္ဍာဆို၅ခုကနေလမ်းပြတာပဲ ်နော်အကြောင်းခံသွားတာပဲအဲ့တော့ပဋ္ဌာန်းဒေသနာမှာအောက်ကန်ဒိက္ခဏီနာမရူပံအညမဉ္ဉံသာဇာတာပစ္စေနာပစ္စေအောက်ကန်ဒိက္ခဏီပဋိသန္ဓေခဏ၌နာမရူပံနာနဲ့ရုပ်တို့သည်အညမဉ္ဉံအချင်းချင်းပြန်လန်သာဇာတာအတူတကွတပြိုင်တည်းလည်းဖြစ်တယ်မီးနေကြတယ်ကမဇယုတ်နဲ့နံခန္ဓာလေးပါနော်ဝေဒနာစဉ္ညာသင်္ခါရဝိညာဉ်ပေါ့ဗျာအဲ့ဒါပဋိသန္ဓေစိတ်ကနေစဖြစ်တယ်ဘောရမှာကောင်းပြီအဲ့ဒါလိုဘောရမျိုးဘောရမျိုးတွေအများကြီးများလာတယ်မရေမတွက်နိုင်အောင်များလာတယ်အနတ်မတက်ကဖြစ်လာတယ်အဲ့ကြိုင်ဘာခေါ်လဲတန်တရာလို့ခေါ်တယ် ိတ်ချေသွားရင်တန်တရာပဲတန်တရာကိုထင်သာအောင်ပြောရင်တန်ကောင်းစွာတရားစွာလေပတ်တာနော်လေပတ်နေတဲ့ဟာပေါ့နော်စာကြည်ကြီးပေါ့ဒီဘဝတန်တရာအဲ့ဒီတန်တရာရဲ့အစယုံနံဘယ်အစဖြစ်သလဲမေးကြရှိလားအဲ့ဒါကတော့တန်တရာပုပ္ပကောတိနပညာယတိလို့ဘုရားဟောတာတန်တရာရဲ့တတ္တဝတူရဲ့တန်တရာရှေလွန်းတဲ့အတွက်နပညာယတိဆိုညံမှာမထင်ရှားနိုင်ဘူးတဲ့တပိဋ္ဌဉာဏ်ရှင်မြတ်စွာဘုရားရှင်တို့ကတော့သဗ္ဗအလုံးစုံကိုညွတ်တာသိတယ် သို့တော်လည်းသိတဲ့အတိုင်းကိုထုတ်ပြောမယ်ဆိုရင်ကျန်တဲ့လူတွေကမသိနိုင်ဘူးနော်မြတ်စွာဘုရားရှင်ရဲ့အသိတိုင်းသာအကုန်ပြောရင်ကျန်တဲ့လူမပြောနဲ့ရှင်သာတိပုတ္တရာကအကုန်နားမလဲဘာကြောင့်လဲသူကတာဝကဖြစ်နေလို့ပဲနော်သူကသူအက္ခဖြစ်ရင်ဖြစ်မယ်အက္ခတာဝကမာတာဝကအစရှိသည်ပြင်းပေါ်ဗျာလက်ဝဲရဒါပေမဲ့ဖရားမှမဟုတ်ပဲအကုန်ညံမမီဘူးဒီပုရုဇဉ်တွေကိုပြောဖို့အတွက်ကအဆင်မပြေဘူးအဲ့တော့ဆိုလိုတာကအထက်ထွတ်အပြင်ပြောရင်တော့အဆင်မပြေဘူးဘာလို့လဲဆိုတော့ညံမမီဘူးမသိနိုင်ဘူးပေါ့ဗျာဟိုလေးတန်းသမားကို ထားပါတော့ဗမုခသူသီးတဲ့ဟာသွားရှင်းပြနေလို့လည်းအဆင်မပြေဘူးလေဟိုစိတ်တွေကြောက်ခဲ့ဖြစ်သွားမယ်ဒါပေမဲ့အဲ့ဒီလိုအထက်အတွက်အပြင်ပြောရင်ဥပမာဥပပါဗျာဒီဘဝဒီဘဝပြင်ဥလှပေါ့ဥမြနောက်ဆုံးနောက်ဆုံးနောက်ဆုံးသွားသူ့ရဲ့အစအပိုင်းမှာလည်းဘယ်လိုလိုက်မလဲအထက်အတွက်အပြင်လိုက်လို့မရဘူးဒါကိုပြိဿသမုပ္ပတ်မှာနွယ်ပင်အမျက်ရှာနည်းလို့ပြောတယ်သစ်တော်ပြည်မှာနွယ်ပင်ရအပေါ်မှာလန်းလန်းလန်းနဲ့သစ်ပင်ခေါ်အဲ့အမျက်ရှာရင်အောက်ကခြုံချင်းမှရအဲ့ဒီခြုံမရှင်းနိုင်ရင်အဲ့ဒီလိုသွားရှင်းပြလို့မရဘူးဆိုလိုတာအဘိညာဉ်အရာတွေဖြစ်တယ် အဘိညာဉ်မှာလည်းအဆင့်ဆင့်ရှိတယ်။အဘိညာဉ်မှာအဆင့်ဆင့်ရတချို့ကကဘာပေါင်းဘလောက်မြင်နိုင်လဲ၊တသောင်းမြင်လဲ၊တသိန်းမြင်နိုင်လဲ၊စက်ကြဝဠာဘလောက်မြင်နိုင်လဲပေါ့။တာမန်ရိုးပုထုရှင်ကိုအဲ့ဒီလိုကြီးသွားပြောလို့အရှင်မပြေဘူး။အခုကျွန်တော်တို့ရဲ့မှတ်ဉာဏ်ဘလောက်ရှိလဲ၊ဘလောက်မြင်နိုင်လဲ။အခုဆိုလိုတာကဗျာကျွန်တော်ဆယ်တန်းဘဝဟာကိုပြန်ပြောသေးတယ်ကျွန်တော်ထိုက်သိရလို့ဆိုတာပြောနိုင်တယ်။ဒါငါးတန်းဘဝ၊သုံးတန်းဘဝ၊လေးတန်း၊လေးနှစ်သားဘဝဆိုရင်မရတော့ဘူး။ကျွန်တော်ဉာဏ်ဒီမှာကုန်နေပြီ။နော်အဲ့တော့ဒီတန်တရားရဲ့အစကိုပြောဖို့အဲ့ဒီပုံကမလိုက်နိုင်ဘူး မလိုက်နိုင်တော့စိတ်တွေရောက်ပြည့်ဖြစ်ဒီတော့အထက်ကူအပြင်ပြလို့မရတော့လဲပဲသဘောတရားအပြင်တော့ပြလို့ရတယ်အဲ့ဒါဘာလဲဆိုအဝိဇ္ဇာသင်္ခါရလို့ဘုရားထောက်ပြတယ်အဝိဇ္ဇာသင်္ခါရကြောင့်ဒီစာကေကြီးဉာဏ်ရုပ်လဲပတ်နေတာ30ဘုံအဝိဇ္ဇာသင်္ခါရလို့ဒီလိုထုတ်ပြအဲ့တော့ဆိုလိုတာကပညာရတစ်ခုရဲ့လေ့လာမယ်ဆိုရင်အဲ့ဒီပညာရမှရှိတဲ့အသုံးနှုန်းတွေကိုနားလည်ရတယ်ဆိုလိုတာအခုလို့အကြောင်းကျိုးောက်တဲ့မိဂုံမျိုးဆိုရင် အဲ့ဒီမေးတဲ့ပုဂ္ဂိုလ်ရောဖြေတဲ့ပုဂ္ဂိုလ်ကဘာလဲဆိုရင်ဗုဒ္ဓရဲ့ပညာရက်မှာရှိတဲ့ဝေါ်ဟာရတွေကိုနားလည်ရတာပေါ့။ဥပမာကျွန်တော်ဂျပန်ဘာသာလေ့လာမယ်ဆိုရင်ဂျပန်ရဲ့ဝေါ်ဟာရ vocabulary အကုန်နားလည်မှရ။အဲ့တော့ဒီနေရာမှာပြောရမှာအကြောင်းကိုရှာတဲ့အခါမှာအကောင်းဆုံးတရားနှစ်ခုရှိတယ်။ပရိစ္ဆေသမုပ္ပါဒ်နဲ့ပဋ္ဌာန်းပဲ။အဲ့ဒီဝေါ်ဟာရကိုနားလည်ဖို့လိုတယ်။အဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ကနည်းနည်းကျင်းတာပေါ့ဗျာ။သူ့ပြောမယ်။အင်္ဂါ12ပါးလို့ပြောတာ။အင်္ဂါ12ပါးဆိုဗုဒ္ဓဘာသာတွေကသိကိုသိရမယ်။ကျန်တာမသိရှင်နေဗျာ။ အဝိဇ္ဇာတင်္ခါရဝိညာဉ်ဉာဏ်ယုံတလန္နဖတ်တာဝိနာတဏဥပါဒံကာမဘဝဇာတိဇရမတဏဆိုအင်္ဂါ12ပါးရှိသုံးပိုင်းပိုင်းကာလနဲ့ပိုင်းအဝိဇ္ဇာတင်္ခါရအတိတ်ပေါ့ဝိညာဉ်ဉာဏ်ယုံတလန္နဖတ်တာဝိနာတဏဥပါဒံကာမဘဝက6ခုပါပြစ္ဆုတ်ပံအလဲဇာတိဇရမတဏကအနာဂတ်ဘဝအဲ့ဒီလောက်တော့အကြံပြန်နားလည်ရမယ်ဗုဒ္ဓဘာသာဆိုရင်နော်ဟိုအဲ့တော့အဲ့ဒီအင်္ဂါ12ပါးရှိတဲ့အခါမှာအဲ့ဒီဟိုပါပရိစ္ဆသမုပ္ပါပရိစ္ဆဆိုတာဆွဲပြီးတော့တန်ကောင်းစွာဥပါဒါလေပတ်တာပေါ့ပရိစ္ဆတန်ဥပါဒါပေါ့ အဲ့ဒီ12ပါးကိုပြန်ကြည့်ရင်တန်တရာကြီးဖြစ်သွားတယ်။တန်တရာဖြစ်သွားရင်ဥမာတန်တရာရဲ့အနမတကတန်တရာပေါ့။အဲ့ဒီအနမတကတန်တရာကြီးတစ်ခုမှကြိုက်တဲ့ဘဝတစ်ခုကိုပြစ္ဆုတ်ဝင်ထားလိုက်။နော်ဟုတ်ဘယ်ဘဝလို့မပြောတော့ဘူးကြိုက်တဲ့ဘဝအရှိကြီးမလို့များလုံးအရေးတဲ့ပြစ္ဆုတ်ဝင်ထားလိုက်။အဲ့လိုပြစ္ဆုတ်ဝင်ထားလိုက်ရင်အဲ့ဒီပြစ္ဆုတ်ဝင်ဘဝရဲ့အစပါလဲဆိုအဝိဇ္ဇာသင်္ခါရပဲ။